ားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာဆိုရင်ကျွန်တော်တို့သူများရဲ့ဗီဒီယိုတွေကိုနောက်ခံအသံတွေထည့်သုံးပြီးတော့ကျွန်တော်တို့ဝင်ဝေချတဲ့နီလန်းကိုပြောပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်လက်တူလိုက်ပြီးတော့လေ့လာကြည့်ပါမယ်ကျွန်တော်တို့တွေဒီမှာဆိုလို့ရှိရင်ကြည့်လိုက်ပါဒီဗီဒီယိုမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါမြန်မာအသံပေါ့နော်မြန်မာအသံချင်းကြဒီပုံမြင်လိုက်လို့ရိုင်းမြန်မာအသံနဲ့သူကပြောတာဒါပေမဲ့သူ့အတန်ဒီမူရင်းအတန်မဟုတ်ဘူးပေါ့နော်မူရင်းအတန်မဟုတ်ဘူးတက္ကတာချင်းကြ ဒီပုံမြင်လိုက်လို့ရိုင်းနေလို့မထင်ပါနဲ့ဒါလည်းဂျပန်နိုင်ငံမှာဒါတကယ်လူတယောက်ကအတန်အသွင်းထားတာမဟုတ်ဘူးเนาะဒါဆိုလို့ရှိရင်ဒါ AI နဲ့အတန်အသွင်းပြီးတော့ AI နဲ့အတန်အသွင်းပြီးတော့ကျွန်တော်တို့ဒါဗီဒီယိုတစ်ပုဒ်ဖန်တီးထားတာဖြစ်ပါတယ်အဲ့တော့ဒီဒီယိုဗီဒီယိုတွေကိုကျွန်တော်လုတ်ချင်တယ်ဆိုလို့ချင်း TikTok ထဲမှာလာပြီးတော့အဲဒီလိုမျိုးဗီဒီယိုလေးတွေကိုရှာပါရှာပြီးပြီဆိုလို့ချင်းကျွန်တော်အတန်အတွက်ကိုကကြတော့ဒီ Google Studio ကိုသုံးပါ Google Studio ကိုသုံးပြီးပါပြီဆိုလို့ရှင်ကျွန်တော်တို့ကဒီမှာ secret တော့ရေးရတာပေါ့ဗျာနော် secret တော့ရေးရတယ်ကိုဟလာဒီ secret ရေးပြီးဆိုတာနဲ့ secret ရေးပြီးဆိုတာနဲ့ကိုရေးထားတဲ့ secret ကိုဒီမှာထည့်ပေါ့နော်ကိုရေးထားတဲ့ secret ကိုဒီမှာထည့်ပါဥပမာကျတို့အများဆုံးသုံးတာတော့ဒီဟာကို single speaker ကိုအများဆုံးသုံးတယ်ပေါ့နော် single speaker ကိုအများဆုံးသုံးတယ်သုံးတဲ့အခါမှာ single speaker ကိုတခါမှမသုံးဘူးသေးတဲ့သူတွေဆိုလို့ချင်း Google account တစ်ခုခုကိုထည့်ပါ Google account တစ်ခုခုကိုထည့်ပြီးဆိုတာနဲ့သူကတမ်းပြီးတော့အသုံးပြုလို့ရပြီဖြစ်ပါတယ်เนาะအဲ့တော့ free သုံးခွင့်ရတာဖြစ်ပါတယ် free သုံးလို့ရတယ်ပြီးွားပြီဆိုရင်ကျွန်တော်တို့ဘာကိုထပ်ပြီးတော့လောက်ရလဲဆိုလို့ချင်းဒီမှာ model city ပေါ့เนาะ model city မှာဆိုလို့ချင်းဒီမှာသူက template ဆိုတာရှိတယ် template မှာကျွန်တော်တို့ကပုံမှန်အားဖြင့်ပုံမှန်ပေါ့เนาะဝမ်းမဲထားတယ်1အထပ်ထားမယ်ဆိုလို့ချင်းပို့ပြီးတော့စကားပြောတာမြန်လိုက်မယ်1ရဲ့အောက်ကိုထားတာဆိုလို့ချင်းစကားပြောတာလေးလိုက်မယ်ပေါ့နော်ကြားလိုက်မယ်နှေးလိုက်မယ်ပေါ့ဗျာ ဲ့တော့ဒီမှာ buy ပေါ့နော် buy မှာဆိုလို့ချင်းကျွန်တော်တို့ဒီမှာသူ့ရဲ့ model တွေအများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့ဟိုနီလာတို့တီဟာတို့ထပ်တော့အများကြီးကျွန်တော်တို့ပြီးတာတယ်ပေါ့နော်ဒီကောင်ကကျတော့အများကြီးပြီးတာတယ်ဒါကြောင့်မလို့ကျွန်တော်ဒီ Google AI Studio ကိုအများဆုံးကျွန်တော်ဒီမြန်မာနောက်ခံစကားပြောနေပတ်သက်ရင်နောက်ခံအတန်နဲ့ပတ်သက်ရင် Google AI Studio ကိုသုံးတာဖြစ်ပါတယ်เนาะဟုတ်ပြီဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ character ပေါ့เนาะကိုအသုံးပြုခြင်းတဲ့ character ကိုဒီမှာဖွင့်ကြည့်လိုက် Got a project in mind What do you want to explore? Ready to make something amazing? အဲ့တော့ကိုအသုံးပြုကျင်တဲ့ဒီမှာ model ပေါ့နော်ဒီ five model ကိုရွေးပါရွေးပြီးွားပြီဆိုလို့ရှိရင်ကျော်ကဒီစာပဲဆိုကြပါစို့နော်ဒီစာပဲဆိုကြပါစို့ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းကိုရေးထားတဲ့ script ပေါ့ဗျာအဲ့ဒါကိုကျုပ်တို့က coffee ယူပြီးတော့ထည့်ပါကျွန်တော်ကတော့ဒီစာလေးတစ်ခုကို coffee ယူပြီးတော့ထည့်လိုက်မယ်နော်အများကြီးမယူဘူးနော်ကျုပ်တို့နည်းနည်းနည်းလေးပဲယူမယ်ဒီလောက်ကနေပဲဒီအထိပဲယူမယ် တပိုက်လေးပဲယူလိုက်မယ်အများကြီးယူတယ်ဆိုလို့ရှင်ဒီတပုတ်လုံးကိုအကုန်လုံးမလုတ်ပေးနိုင်ဘူးလားဆိုတော့မလုတ်ပေးနိုင်ဘူးပေါ့နော်မလုတ်ပေးနိုင်ဘူးဒါပေမဲ့ဒါပေမဲ့ကျွန်တော်တို့ကလုတ်ပေးလို့ရခဲ့ရင်တောင်မှအတန်ကပြပြတတမထွက်တော့ဘူးတချို့အတန်တွေအဲလုံ괴괴သွားတာတွေတချို့အတန်တွေဆိုလို့ရှင်ကျွန်တော်တို့ဘယ်လိုပြောရမလဲပေါ့နော်ပြပြတတမထွက်ဖ ೇನೆ စကလုံးတွေဟိုယောသွားတာတွေပေါ့နော်အဲ့လိုမျိုးတွေဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကတပိုက်ပေါ့နော်ဒီလိုမျိုး အဲစာပိုက်အနှဲငယ်အနှဲငယ်ယူပြီးတော့ခုနကဒီ Google AI Studio ကိုသွားမယ်သွားပြီးဆိုလို့ရှိရင်ကျွန်တော်တို့ control ပူပြီးပေါ့နော်ကျွန်တော်တို့ pass ချလိုက်မယ်ချပြီးသွားပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီကောင်ကို run control ဆိုတာနှိပ်လိုက်မယ်နော်အဲ့တော့ဒီမှာကျွန်တော်ထားထားတာ single speaker မှာထားထားတယ်နော်တကယ်၍အပြန်လန်ပြောတဲ့ဟာမျိုးလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဘက်ကကောင်လေးမှာထားပါပေါ့နော်အဲ့တော့ run control နှိပ်လိုက်မယ် ပြန်ထူလိုက်လို့အသက်ရှင်လာတာနီမှာလို့ပြောပြီးချွန်းလေးကို သူ့ကိုရောင်းဖို့စင်ဦးစီကိုပြောတယ်။စင်ဦးစီကချွန်းကြောင့်အသက်ရှင်သားမဟုတ်ကြောင်းရှင်းပြပေမဲ့ကိုလူအကိုက်တော့လက်မခံနိုင်ပဲသူ့မှာရှိသမျှလဲရအနေနဲ့ချွန်းလေးကိုလဲလွယ်ခဲ့တယ်။ပြီးတော့ကိုလူအကတေးတဲ့သူတွေပြန်ရှင်အောင်ကုမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ခီးထွက်လာခဲ့တယ်။ဟုတ်တယ်နော်။ အဲဆိုလို့ချင်းကျွန်တော်ဒီဒီကအတန်လေးကိုကျွန်တော်တွေကဒီကအတန်ကိုဒီမှာအဆက်ကလေး၃ဆုပ်နှိပ်ပြီးတော့ကျွန်တော်ဒီမှာဒေါင်းလိုက်မယ်ပေါ့နော်ဒီမှာဒေါင်းထည့်လိုက်မယ်ဒေါင်းထည့်လိုက်တယ်ဆိုလို့ချင်းအဲ့ဒီအတန်ကိုကျွန်တော်တွေကဒီမှာကက်ကက်မှာသွားပြီးတော့ဗီဒီယိုတစ်ပုဒ်နဲ့ဆက်ဆက်ပြီးတော့ပေါင်းဆက်ပြီးတော့ကျွန်တော်တွေဒါဗီဒီယိုတစ်ပုဒ်ဖန်တီးပြီးတော့ Facebook မှာပဲဖြစ်ဖြစ် YouTube မှာပဲဖြစ်ဖြစ်ကျွန်တော်ဒါဝင်ငွေချလို့ရတယ်ပေါ့နော်ဒါကျွန်တော်ကဥပမာ လုပ်ပေးတာเนาะဥပမာကိုကျွန်တော်တွေလုပ်ပြတာ idea ပေါ့ဗျာ အိုင်ဒီယာကိုပေးတာအဲ့တော့ကိုကိုတိုင်းလုံးမယ်ဆိုလို့ချင်းတော့ကိုကိုတိုင်းလုံးမယ်ဆိုလို့ချင်းကျွန်တော်တွေက script ကိုရေးရမှာဖြစ်ပါတယ်เนาะအဲ့တော့ခုနကဒီ TikTok မှာ video မှာဆိုလို့ချင်းဒီ video နဲ့ဆက်ဆက်ပြီးတော့ဒီလူလှုပ်ထားတယ်လို့ပေါ့เนาะကိုကိုွယ်မှုတွေတခုတည်းရပေါ့เนาะတခုအပါဝင်ဖြစ်တယ်ဒါကတော့ရှင်တူဘာသာနဲ့ဆက်ဆက်နေတယ်ပေါ့เนาะဒီဂျပန်မှာဆိုရင် ရှင်တိုဘာသာဗုဒ္ဓဘာသာခရီးယန်နဲ့တခြားဘာသာဆိုရင်လည်းဒီကိုယ်ွယ်တယ်ပေါ့နော်ဒါကတော့ရှင်တိုဘာသာနဲ့ဆက်ဆက်နေတဲ့ဒါကတော့အခုလက်ရှိမြင်โอเคเนาะဒါဆိုလို့ရှိရင်ဒီလိုမျိုးဗီဒီယိုလေးတွေကိုကျွန်တော်တို့ဖန်တီးလို့ရတယ်အဲကိုကိုတိုင်းလည်းဒီလိုဗီဒီယိုလေးတွေကအဲဆိုရင်တော့ကိုကိုတိုင်းနေの中にある若とはတွေ့လို့ဆိုလို့ရှိရင်လည်းခုနကလို Google AI Studio မှာအတန်သွင်းပြီးတော့ကက်ကက်မှာ ကက်ကက်မှာအဲ့ဒီဗီဒီယိုနဲ့သွားပေါင်းဆက်ပြီးတော့ဒါ YouTube တမောက်ဖြစ်ပါနေလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်နေကြတဲ့တယောက်ချင်းကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းပိုကြောင်းရတယ်ကြည့်ကြပါ